မင်္ဂလာပါရှင်။ဘာမခက်တဲ့သတင်းဌာနမှကြိုဆိုလိုက်ပါရရှင်။ယခုချိန်ကစပြီးဧပြီလ၄ရက်နေ့နေ့လယ်ခင်းသတင်းများကိုအစီအကံတင်ဆက်ပေးပါရမရှင်။ပထမအောင်ဆုံးသတင်းအနေနဲ့စစ်ကောင်းဆောင်မင်းအောင်လိုင်ကိုဖန်စီရန်အင်တာပိုတန်အာဂျင်တီးနားတရားရုံးကဖန်ရန်ပို့လိုက်ပြီဆိုတဲ့သတင်းပဲဖြစ်ပါရရှင်။ စစ်ကောင်းဆောင်မင်းအောင်လိုင်းကိုဖမ်းဆီးဖို့အာဂျင်တီးနားတရားရုံးကယခုလဧရတရံနေကနိုင်ငံတကာရဲတပ်ဖွဲ့အင်တာပိုတန်ကိုဖမ်းရန်ပေးပို့လိုက်ပြီလို့ broke အဖွဲ့ကကိုတွန်းငင်က AAMIJ ကိုပြောပါရယ်စစ်ကောင်းဆောင်မင်းအောင်လိုင်းဟာယမန်နေကစတင်ပြီးထိုင်းနိုင်ငံမှာပြုလုပ်နေတဲ့ Binstead ဒိတ်သီးညီလာခံကိုတက်ရောက်နေပါရယ်နိုင်ငံတကာရဲတပ်ဖွဲ့အင်တာပိုအဖွဲ့ဝင်နိုင်ငံတွေထဲမှာထိုင်းနိုင်ငံလည်းပါဝင်ဖြစ်တာကြောင့်အင်တာပိုမှထိုင်းရဲတပ်ဖွဲ့တန်းစစ်ကောင်းဆောင်မင်းအောင်လိုင်းကိုဖမ်းဆီးဖို့တောင်းဆိုလာနိုင်ပါရယ် ထိုင်းရဲတပ်ဖွဲ့ကအင်တာဘွေရဲ့တောင်းဆိုချက်ကိုလက်ခံခဲ့ပါကစစ်ကောင်းဆောင်ဟာထိုင်းနိုင်ငံမှာဖမ်းဆီးခံရနိုင်ပါတယ်။ရိုဟင်ဂျာတွေကိုလူမျိုးတုံးသက်ပြတ်ဖို့အမိန်ပေးစေခိုင်းတာတွေရိုဟင်ဂျာမျိုးသမီးတွေကိုအဓမ္မပြုကျင့်တာတွေအစရှိတဲ့စစ်တပ်ရဲ့အကြမ်းဖက်တဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးလူသက်တွေအပြင်ဆက်မျက်နှာသက်တွေတရားကြော်ရုံးနဲ့ခံခံမှမှရှိနေတာကြောင့်စစ်ကောင်းဆောင်ကိုအာဂျင်တီးနားတရားရုံးကဖမ်းရန်ထုတ်လိုက်တာဖြစ်ပါတယ်။ ဖန်ရန်ထုတ်တဲ့အထဲမှာတောင်ဆန်းစုကြည်နဲ့တမရဟောင်းဦးတင်ကျော်တို့ပါဝင်ပေမယ့်လက်တလောမှာအင်နာဘိုတန်ဖန်ရန်အပေါ်ခံရတာတော့စစ်ကောင်းဆောင်မင်းအောင်လိုက်တူရဲပဲဖြစ်ပါရဲ့ရှင်။ ဆက်လက်ပြီးအိန္ဒိယဝန်ကြီးချုပ်နဲ့စစ်ကောင်းဆောင်တွေ့ဆုံဆွေးနွေးတဲ့ကိုတင်ဆက်ပေးပါမယ်။ဘင်္ဂလားပင်လယ်အော်ဘတ်ဆောင်ပူပေါင်းဆောင်ရွက်ရေးပင်စတက်ထိပ်သည့်အစည်းအဝေးတက်ရောက်ရန်ထိုင်းနိုင်ငံဘန်ကောက်မြို့သို့ရောက်ရှိနေသည့်အိန္ဒိယနိုင်ငံဝန်ကြီးချုပ်မိုဒီနှင့်မြန်မာဆက်အာနာသိန်းကောင်းဆောင်ဘိုးတော်မိုးကြီးမင်းအွန်လိုင်းတို့ယမန်နေ့ကတေးကြားတွေ့ဆုံဆွေးနွေးခဲ့သည်။တွေ့ဆုံစဉ်ငလင်တန်ကြောင့်အသက်အိုးအိမ်စီစဉ်ပျက်စီးဆုံးရှုံးခဲ့ရသည့်အတွက်ဝန်နေကြောင်းနှင့်ကုညီတောက်ပက်ရန်အတွက်တန်းနိုင်သမျှလှုံ့ဆော်နေကြောင်းအိန္ဒိယနိုင်ငံဝန်ကြီးချုပ်ကပြောသည် တွေ့ဆုံမှုနဲ့ပတ်သက်ပြီးအိန္ဒိယနိုင်ငံဝန်ကြီးချုပ်က၎င်း၏လူမှုကွန်ရက်စာမျက်နှာကတစိမ့်သတင်းထုတ်ပြန်ရတဲ့မြမစစ်ကောင်းဆောင်အားတမရော်ကောက်၏ဦးစီးချုပ်အဖြစ်သာဖော်ပြခဲ့ပြီးနှစ်နိုင်ငံကြားဆက်ဆံရေးဆွေးနွေးမြင့်တင်ရေးအခြေခံဆောင်းအုံဖွံ့ဖြိုးတိုးတက်ရေးပေါင်းရင်းအခြားကဏ္ဍများလည်းဆွေးနွေးခဲ့ကြောင်းရေးသားထားသည် ရှကုတ်ဆက်လက်ပြီးရန်ကုန်မကွေးနှင့် AR တိုင်းတွင်အုပ်ချုပ်ရေးမှူးများနှင့်စံဖို့ပါတီဝင်များကစစ်မှုရန်တင်တဲ့အပတ်စဉ်စနေအတွက်လူငယ်များကိုစင့်ခေါ်ဖန်ဆီးမှုများဇက်တိုင်းလုံးနေဆိုတဲ့တဲ့ကိုတင်ဆက်ပေးပါမယ်ရှင်။ရန်ကုန်တိုင်းမကွေးတိုင်းနှင့် AR တိုင်းတွင်ဈေးရွာရက်ကွက် အုပ်ချုပ်ရေးမှူးများနှင့်စံဖို့ပါတီဝင်များကပေါ်တာစေဖန်ဆီးစဉ်နှင့်စစ်မှုရန်တင်တဲ့တရန်အတင်းအဓမ္မမဲနိုင်ခိုင်းခြင်းများလှူဆောင်နေကြောင်းဒေသပြည်သူများကရန်ကုန်ခေတ်သတင်းဌာနတန်းတို့ပြောဆိုသည်။ရန်ကုန်တိုင်းမင်္ဂလာတောင်ညောမြို့နှင့်ကရုစိတ်ရက်ကွက် တွင်ကျန်းဖို့ပါတီဝင်ခိုင်ခိုင်ဆန်ဦးဆောင်သောကျန်းဖို့များကရက်ွက်အတွင်ရှိပြည်သူများထံမှစမှုတန်းချင်းငွေဟုဆိုကလစဉ်ငွေကျပ်နှစ်တောင်းကောက်ခံနေပြီးငွေချေးမပေးသူများကိုလည်းစမှုရန်တင်နန်းတို့ပို့ဆောင်မှုချင်းကြောင်းနေကြောင်းသိရှိရသည်အလားတူတကုံမျိုးသည့်ရှေးပိုင်းမျိုးနှင့်အမှတ်ရှိရက်ွက်အုပ်ချုပ်ရေးမှူးလာသိနေစမှုရန်စီရင်ပါသောလူငယ်များကိုအရင်းအတမှပြားပေး၍မဲနိုင်ခိုင်းသောကြောင့်လူငယ်များထွက်ပြေးတိမ်ရှောင်နေရကြောင်းအုပ်ချုပ်ရေးမှူးလာသိနေလူမိုက်ဖွဲ့များကိုလည်းရက်ွက်အတွင်ခေါ်ဆောင်ထားပြီးလူငယ်များကိုဖမ်းဆီးမှု ှုနှင့်ချင်းချောက်မှုများလှုပ်ဆောင်နေကြောင်းသိရှိရသည်။ထို့ပြင်မြန်ကုန်းမြို့နယ်၃ရပ်ကွက်တွင်လည်းအုပ်ချုပ်ရေးမှူးအဖွဲ့ကလူငယ်များကိုစစ်မှုထမ်းရန်ဆောင်ရွက်များလိုက်လံပေးဆောင်နေပြီးလူငယ်များကိုစစ်မှုထမ်းခိုင်းရန်အတွက်အမေနဲ့ရွေးချယ်မှုများလှုပ်ဆောင်နေကြောင်းသိရှိရသည်။ AR တိုင်းအင်္ဂဗိုမြို့နယ်တရတ်ဦးကျေးရွာတွင်စေရင်မိုးအောင်မြင်ဦးကဇေယျာတွင်အသက်35နှစ်မှအသက်55နှစ်အကြားရှိသူများကိုရဲရွာကာဝေးရေးအဖွဲ့များဖွဲ့စည်းရန်ဦးဆိုကမဲနိုင်ရွေးချယ်မှုများလှုပ်ဆောင်နေကြောင်းသိရှိရသည်။မကွေးတိုင်းစလင်းမြို့ပေါ်မြို့မှဇေယျနေရင်းလင်းဧပြီလ3ရက်နေ့ကဇေယျောင်းဆေးဝယ်ပြုလုပ်နေသောလူငယ်9ဦးကိုပေါ်တာဆွဲဖမ်းဆီးသွားခဲ့ကြောင်းစလင်းမြို့ပေါ်တွင်စစ်တပ်ကအင်စီကားများဖြင့်လိုင်းလံဖမ်းဆီးမှုများလှုပ်ဆောင်နေကြောင်းသိရှိရသည်။ ဆက်လက်ပြီးငလျင်တန်တဲ့မြန်မာတို့ဒေါ်လာတသန်းကိုကိုတေရီလင်ကဂရီးပြူဆိုတဲ့ဇင်းကိုတင်ဆက်ပေးပါမယ်ရှင်။မြန်မာနိုင်ငံရဲ့မြင်းငလျင်ကယ်ဆယ်ရေးနဲ့ပြည်လဲထူထောင်ရေးအတွက်လူသားချင်းစာနာမှုအကူအညီဒေါ်လာတသန်းပံ့ပိုးကူညီဖို့တေရီလင်ကနိုင်ငံကဂရီးပြူခဲ့တယ်လို့ဒုတိယနိုင်ငံသားရဲ့ဝန်ကြီးအာရဟီချန်ဒရာကပြောပါရယ်။ မြန်မာပြည်သူတွေနဲ့အတူရက်တည်ရလို့ဗန်ကောက်မြို့မှာစက်ကောင်စီဒုတိယဝန်ကြီးချုပ်နဲ့နိုင်ငံသားရေးဝန်ကြီးဦးတန်းစွေနဲ့တွေ့ဆုံစဉ်၎င်းကသတင်းစကားပါခဲ့ပါတယ်။မြန်မာနိုင်ငံသို့ဆေးဘက်ဆိုင်ရာအဖွဲ့တွေစီလော်ဖို့နဲ့ဂျမားရေကဏ္ဍအကူအညီပေးမယ့်အစီအစဉ်တွေကိုလည်းသူကပြောဆိုခဲ့ပါတယ်။စိုက်ဘာရာဇဝတ်နဲ့ဆက်ဆံနေတဲ့မောင်ဂိုကူမှုတွေမှာပိတ်မိနေတဲ့တရီလင်္ကာနိုင်ငံသားတွေကိုနေရက်ပြန်ပို့တဲ့မြန်မာစက်ကောင်စီကိုကျေးဇူးတင်ရှိကြောင်းအရဟိယာချန္ဒရာကပြောပါတယ်။တန်မန်နီလန်တွေမှာတစင်းတရားမွင့်လူမောင်ဂိုမှုကူမှုတွေအတွက်ရေရှည်ပြေရှာမယ် ဲ့လွယ်ချက်ကုန်၎င်းတို့ကသဘောတူခဲ့ပါတယ်ဆလဘီညင်းအောင်သုံးဘက်အပြည့်ရဲ့ဂျိညာထားတော့လေ TNL နေမျိုးစစ်ကောင်စီထိုးစစ်ဆင်ဆိုတဲ့ဒင်းကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။ တောင်တမရ DNL အပေါင်းဝင်ညီနောင်မမေသုံးဘွဲမှတပတ်သက်အပြည့်ရထားတော်လေးစေကောင်းစီတက်ကထိုးစစ်စင်မှုများစစ်အင်အားဖြည့်တင်မှုများပြုလုပ်နေကြောင်း DNL ကသတင်းထုတ်ပြန်သည် DNL ကိုကန် MNDA နှင့် RK တမရ A ညီနောင်မမေသုံးဘွဲမှငလင်တန်သည့်ပြည်သူများနှင့်ပြည်သူ၏အခက်အခဲများကိုစာနာထောက်ထားသောအပြင်တိုက်ပွဲဖြစ်ပွားလျက်ရှိသောနေရာများတွင်ထိုးစစ်များကိုပြုလုပ်မည်မဟုတ်ဘဲတလားတာတပတ်သက်အပြည့်ရကြောင်း April 1ရက်နေ့တွင်ထုတ်ပြန်ကြေညာခဲ့သည်တပတ်တွင်လေးစေကောင်းစီက April 2ရက်နေ့မှ20 နေရနေ့အထိအပြည့်ရက်ဆဲချောင်းကြေညာထားသည်ထို့သောအပြည့်ရကျညာခဲ့ပြီးတော့လေစကောင်းစီတက်ကဧပြီလ3ရက်နေ့လေ12နိုင်ခန့်နဲ့စေရင်နဲ့9စီနဲ့လူအင်အားဖြည့်တယ်ပြီးရှမ်းပြည်နဲ့တာမိုင်းအင်တော်မြို့ဝဲမှာကြောက်ကိုတောင်ချေအမတ်ကြကိုရနဲ့တရင်တို့စက်ကူအင်အားဖြည့်တယ်နေခဲ့ကြောင်း TNL ကထုတ်ပြန်ထားတယ် အစိုးရဒေတာသိန်း TNL ထိန်းချုပ်နေမည်ဖြစ်သည်ထို့ပြင်တပိတ်ချင်းမြို့နယ်ခုနမိုင်တွင်လည်းလေးချောင်းမှဂျက်ဖိုက်တာဖြင့်၄ချိန်ပုံးရှစ်လုံးလောက်ရောက်ခြေချတိုက်ခိုက်ခဲ့ကြောင်း TNL ကထုတ်ပြန်သည်စစ်ကောင်စီနေဖြင့်အပြစ်ရက်ကျင်းညာထားသည့်အပြင်တပတ်ကြာမည်မည်နိုင်ငံတော်ဆင်ဝန်နေချင်းအထိမ်းအနေရဲ့တမတ်ကျင်းညာထားတော်လေးလေးချောင်းဖြင့်နေ့စဉ်အုံမြို့တိုက်ခိုက်နေကြောင်းဖော်ပြသည်စစ်ကောင်စီသည် TNL နေမည်သာမကကချင်ပြည်နယ်ဝိုင်းမော်ဗမော်စကိုင်းတိုင်းဟ ோம் လင်းကနီမြို့နယ်တို့ကိုလည်းလေးချောင်းတိုက်ခိုက်ခဲ့ပြီးမန္တလေးတိုင်းညောင်မြို့နယ်တွင်စစ်ကြောင်း တုံးနေကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ကချင်လွတ်လပ်ရေးတပ်မတော် KNY ကအတည်ပြုထားတယ်။စေကောင်စီအပြစ်ရက်တည်ဟူသောကြေညာချက်သည်လီဆဲလဲပြားမှုတစ်ခုသာဖြစ်ကြောင်း NUG ကောက်ရီကထုတ်ပြန်ထားပြီး KAI ပြောရေးဆိုခွင့်ရှိသူဘုံမကြီးနော်ဘုံကလည်းစေကောင်စီက၎င်းတို့ကြေညာချက်ကိုကိုရိုင်းစီဖောက်ပြီးထိုးစစ်ဆင်ခြင်လေကြောင်းတိုက်ခိုက်ခြင်းလှုံ့ဆော်နေပြီးဟုဧပြီလ3ရက်နေ့တွင်ပြောကြားထားပါရဲ့ရှင်။ ဆလဗင်တဝဲနှင့်ပခုတ်ကူမြို့နယ်ရှိစစ်တပ်တပ်ဆွဲထားသောနေရာများကိုတိုက်ခိုက်မှု စစ်ကောင်စီတပ်သား2ဦးသေဆုံးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။တနင်္လာရီတိုင်းတဝဲမြို့နယ်ရှိအစံဖက်စစ်တပ်တပ်ဆွဲထားသောနေရာကိုစနိုက်ပါဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သား2ဦးသေဆုံးခဲ့ကြောင်းအော်အော်စစ်ကြောင်းတဝဲမြို့နယ်မှာပြန်ကြားရေးတာဝန်ခံကရန်ကုန်ခေတ္တသတင်းဌာနတန်းသို့ပြောဆိုသည်။ မတ်လ26ရက်နေ့တွင်တဝဲမြို့နယ်ရွှေကိုတရားခေအနီရွှေကိုတောင်ဘုရားပေါ်တွင်တက်ဆွဲထားသောအကြမ်းဖက်စစ်ကောင်စီတက်စကန်ကိုတဝဲမြို့နယ်ပြည်သူ့ကောက်ရေးအဖွဲ့အုပ်ဝစစ်ကြောင်းမှတော်လင်းရဲဘော်များကစနိုက်ပါဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်သားတို့သေဆုံးခဲ့ပြီးတော်လင်းရဲဘော်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။ အဲ့ဒီစကန်မှာစက်ကွေအင်အားကတော့10ကျော်20ကျော်ဝင်ကျင်လောက်တော့ရှိမယ်စနိုက်ပါနဲ့ပြတ်တာဆိုတော့ဇန်နရီထိခိုက်တာတော့မရှိဘူးစက်ကွေတကောင်ပဲကြာတာပါစက်ကွေတွေဘက်ကတော့ချက်ချင်းတုံ့ပြန်တာမျိုးတော့မရှိဘူးအဲ့ဒီနေ့ညဘက်ရောက်မှစက်ကလေးနဲ့လမ်းပြတ်တာပဲရှိတယ်ဟုအော်အော်စစ်ကြောင်းတဝဲမျိုးနေမှာပြန်ကြိုက်တောင်းခံကပြောဆိုသည် ထို့အပြင်မကွေးတိုင်းပခုတ်ကူမြို့နယ်တွင်ရှိပြူစောတိကြီးရွာလေးရွာကိုရော့ကက်များဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာပြူစောတိတို့သည်ဆုံးခဲ့ကြောင်းကော်ပိုရိုဝန်တပ်ဖွဲ့မှတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သတင်းဌာနတန်းတို့ပြောဆိုသည် မတ်လ28ရက်မှ30ရက်နေ့အထိပဲခူးကူမြို့နယ်အတွင်းရှိရှမကန်ပြူစောတေရွာ၊မြောင်ချပင်ပြူစောတေရွာ၊အနောက်မကြီးကန်ပြူစောတေရွာနှင့်အောင်သာပြူစောတေရွာတို့ကိုတော်လိုင်းရဲဘော်များကရော့ကက်စနလုံးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ယင်းတိုက်ခိုက်မှုတွင်ပြူစောတေတူသေဆုံးကမကြီးကန်ပြူစောတေရွာမှစစ်ကောင်စီတပ်သားများသည့်အောင်သာရွာဘက်ကိုထွက်ပြေးသွားပြီးကြောင်းသိရှိရသည်။